ခန့်ကျော်ရဲ့ဘဝတစ်စစ်စိုးပြောင်းလဲအောင်မြင့်တင်ပေးပေးမယ်ထုံပြောလာတဲ့နေသူမင်္ဂလာပါပြိတ္တကြီးနေသူကလက်ရှိမှာထိတ်တမတတရားဖြစ်ရက်တည်နေသလိုတရုတ်စာတွေပေါ်မှာလည်းအောင်မြင်နိုင်မလားမအောင်မြင်နိုင်ဘူးလားဆိုတာကိုကောင်းကောင်းကြည့်ခံမှန်းခွဲခြားနိုင်ပါတယ်ဒီလိုခွဲခြားနိုင်တာကြောင့်နေသူကခန့်ကျော်ကိုတော့ဘဝတစ်စစ်စိုးပြောင်းလဲအောင်လုပ်ပေးခဲ့တာပါသူ့အနေနဲ့အခုလိုလုပ်ပေးခဲ့တယ်ဆိုတာကိုထုတ်ကြွရမယ်လေလောကမရှိခဲ့ပါဘူးခန့်ကျော်ကိုနေသူအနေနဲ့ မြင့်တင်ပေးခဲ့တာကတော့ရေစက်တို့တွေလည်းတခါတည်းမဆုံစည်းတာဇလန်းတွဲမှာပါ လက်ရှိမှာတော့ထုတ်လင်းပြတ်သားနေခဲ့တယ်လို့ခန့်ကျော်ကနေသူရဲ့ငွေဘွားဖြစ်တရုတ်ဆောင်ခွင့်ရခဲ့တာပါဇလန်းတွဲကပထမဦးဆုံးဆက်လွှင့်ချိန်မှာငွေဘွားကိုတော့ထုတ်လင်းပြတ်သားခဲ့ကခန့်ကျော်ကမချင်မှထလာအောင်ကိုပောက်သွားခဲ့ပါတယ်ခန့်ကျော်ကလူသိများတွေကလေးတရုတ်ဆောင်တရားမို့ပြိတက်တရဲ့စိတ်ဝင်စားမှုကိုအရင်ကတည်းကခံရပါတယ်ဒါပေမဲ့ကလေးဘွားကနေလူကြီးဘွားကိုတော့ ကိုပြောင်းချိန်မှာလောက်ွက်ရဆက်ကလို့မမေရရမရရပါဘူးခန့်ကြွားစူးစမ်းပေမဲ့အခွင့်ရေးပေးမဲ့သူကမရှိပါဘူးရေးဆက်တို့ဒီလေတခါတည်းမဆုံစည်းတာဇလန်းတွဲမောက်တာခန့်ကြော်ကလောက်ွက်ရခဲ့တယ်လို့ပြိတ္တတွေကလည်းအောင်မြင်နိုင်တဲ့တယောက်ဆောင်တရားလို့ချစ်ချွတ်ခဲ့ကြတာပါဒီလိုချစ်ချွတ်မှုခံရဖို့ဆိုတော့အဆိုပါရပယ်ဆက်ကောင်ကိုပါရုံခွင့်မရခဲ့ရင် ပြတော်ဝင်ဖြစ်နိုင်မှာဘူးဒီအခွင့်ရေးကိုခန့်ကြော်ကနေတော့ကြောင့်ရရှိခဲ့တာပါ ရှေးဆက်တို့တွေလည်းတခါတည်းမစုံစည်းတာဝိတုကဘီရိုစကားခေတ်ကလေးကနေတိုးကရံဝဲထားတဲ့ဝိတုတစ်ပုတ်ပါဒီဝိတုတဲကရံပယ်ဆက်ကောင်ကသူ့နဲ့တိတ်လိုက်ဖက်တယ်လို့ပရိသတ်တွေကပြောလို့ဝဲဖြစ်ခဲ့တာပါရုပ်ရှင်နေနဲ့ရှိုက်ဖို့လုပ်ပေမဲ့အချိန်က၄နိုင်လောက်ပြတာမှပြတ်မှာဖြစ်တဲ့အတွက်ဆက်လန်းတွေကတော့ပြောင်းလဲလိုက်တာပါဆယ်နှစ်လောက်ဝဲထားတဲ့ဝိတုကိုနေတိုးကဆက်လန်းတွေဖြစ်ပြောင်းလိုက်တာဖြစ်ပါတယ်ငယ်ဘဝတရုပ်ဆောင်မှုအတွက်ရွေးချယ်တဲ့အချိန်မှလေးနေတိုးက သူ့ရဲ့ငယ်ဘွားကိုခန့်ကျော်လုပ်နိုင်တယ်လို့ထရိုက်တာစီမှပြောပြခဲ့တာပါနေသူကထောက်ခံပေးတာမို့ခန့်ကျော်ကိုရပ်ပယ်ငယ်ဘွားဖြစ်ခေါ်ရလိုက်တာပါနေသူကလူကက်ခန့်မညံ့တယ်လို့ငယ်ဘွားနဲ့ခန့်ကျော်ပေါက်မယ်ဆိုတော့ကြိုတိခဲ့ပါတယ်သူ့ဘက်ကနေလည်းခန့်ကျော်တဲ့အထောက်ပံ့တွေကလုပ်ပေးခဲ့ပါတယ်ရပ်ပယ်ငယ်ဘွားကာရိုက်တာကိုပြပြဖို့အဝိခါလေးအရေးကြီးပါတယ်ခန့်ကျော်ကိုရန်ကလောက်ကွက်ရတဲ့ပထမဆုံးဆက်လန်တွဲမှု အဝိဇ္ဇာကစားရွေးချယ်တာမှမှစိုးရိမ်နေကြတာပါအဲ့ဒီအချိန်မှလည်းခန့်ကျော်တော့အခက်ခဲဖြစ်နေတဲ့အဝိဇ္ဇာကိုနေတူရပဲစစ်စင်ပေးကြတာပါရှံပရဆင်းရဲကြတာကြောင့်အဲ့ဒီခက်ကအဝိဇ္ဇာအနှွမ်းလေးမျိုးကိုဝိစင်ရမှာပါဒါကြောင့်မို့နေတူကသူ့ဆက်ကျော်တဲ့ရွယ်ကဝိစင်ခဲ့တဲ့အင်းကြီးတွေကိုခန့်ကျော်ပေးခဲ့ပါတယ်အဆိုပါဝိတွေနဲ့ပဲခန့်ကျော်ကအစဉ်ပြေသွားခဲ့ရဖြစ်ပါတယ်ခန့်ကျော်အခုလိုပြိတ္တတိမဲ့ပြုခံရတာနေတူရဲ့အကူအညီတွေနဲ့နှုတ်နဲ့ဖိမကျွနေကြောင်း အများကြီးပါပါတယ်ဒီလိုဖိမခဲ့ပြီမဲ့နေတို့ကဂုံယူကထုတ်ပြောခြင်းလုံးဝမရှိခဲ့ပါဘူးခန့်ကျော်ကဒီဇလန်တွေရဲ့ပြိတ္တအပိမှုရရှိလာရတဲ့အတွက်ကြော်ညာတွေလည်းစတင်ရိုက်ကူးလာနိုင်ပါတယ်ဒါကြောင့်မို့နောက်ထပ်ရုပ်ရှင်တွေနဲ့ဇလန်တွေရရဖို့ပါလမ်းပွင့်သွားကြရတာပါသူကိုယ်တိုင်ကလည်းရလာတဲ့ခွင့်ရကိုတေချာသုံးချက ID တွေကိုတဘာဝနေထပ်တူညီအောင်စ조사နိုင်ကြရဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလိုက်ပြစီ အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိချစ်အားပေးကြတဲ့ပရိသတ်တရားစီစဉ်တိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်။